hello အားလုံးမင်္ဂလာပါ vlog party share ရေကြိုဆိုလိုက်ပါတယ်နှွှေပါဒီဗီဒီယိုလေးကတော့ထိုင်းစသတင်းပဲဗီဒီယိုပါအဲနှွှေဒီနေ့သတင်းမှာကြတော့ဒီ grammar pattern လေးတွေပေါ့နော်အဲသုံးလို့အသုံးဝင်မဲ့ဟာလေးတွေသင်ပေးမယ်อืมစကလုံးတွေလည်းသင်တာတော့သင်ပေးပါမယ်ဒါပေမဲ့ဘာတွေသင်ပေးရမှမသိနေတယ်တော်များလဲတချို့ YouTube channel တွေ TikTok မှာတွေ Facebook မှာတွေကသင်တဲ့သူတွေကအများများလာတော့ အဲ့မာတွေသွားကြည့်လဲရနေတယ်ဆိုတော့လေအဲဒီ grammar pattern လေးတွေကကျတော့သင်တဲ့သူတွေသိပြီးတော့များသေးဘူးဟိုသိကျင်တဲ့သူလည်းရှိမယ်အတုံးလည်းပို့ဝင်မယ်ထင်လို့သင်ပေးပါပါအခုကကျတော့ဒီနေ့ကကျတော့အငင်းနဲ့ပတ်သက်ပြီးလို့ရွှေ့သင်ပေးမယ်เนาะဘလိုမျိုးတွေညင်လို့ရလဲဆိုတာမျိုးပေါ့စကားပြောလဲပါသွားမယ် grammar pattern လေးလဲပါသွားမယ်ပေါ့ဒီ grammar pattern ကိုယူပြီးတော့တခြားသောကိုတည်တဲ့ verb တွေနဲ့တွဲတွဲတွဲပြီးတော့မှအဲတခြားသော sentence တွေကိုပါထပ်ပြီးတော့ကိုယ်ကနေကို ယူပြောလို့ရမယ်လှုပ်ပြောလို့ရမယ်ပေါ့နော် okay ပထမဆုံးကြည့်လိုက်ရအောင်ဒါကတော့အလွယ်ဆုံးတစ်လုံးပဲလူရှိလို့အားလုံးသိပြီးသားပဲ mic ဆိုတဲ့စကားလုံးပေါ့နော် mic mic ဆိုတဲ့စကားလုံးအဲထိုင်းလို့ဆိုလို့ရှင်တဲ့စရာအားကိုမှာအာမောမားကိုမှာ mic အင်းနဲ့ဟိုမှာ mic ဆိုပြီးတော့အတန်ထွက်တယ်ပေါ့နော်အဲ mic ဆိုတာအရင်သူက not know ဆိုတဲ့အဓိပ္ပာယ်မျိုးချက်အရာတယ်ပေါ့နော်မြန်မာလို့ဆိုလို့ရှင်မာကျွတ်ကျွတ်ဘူးဆိုပြီးတော့အဓိပ္ပာယ်ရတယ် အဲ့တော့မတို့တွေက valve တွေထည့်ပြီးတော့ပြောမယ်သူ့အနောက်မှာ valve တွေထည့်ပြီးပြောရမယ်ပေါ့သူ့ကိုသုံးတော့မယ်ဆိုလို့ရှိရင်အာ my gain အာအိမ်ညာမှာသူ့ရဲ့အနောက်မှာ valve ထည့်တယ်လို့မျိုးပဲ my pie pie ဆိုတာသွားတာတည်ရဟုတ်음အဲ့လိုမျိုးပဲအာ my thumb မလုပ်ဘူး my ဆိုရဲစကလုံး you အနောက်မှာ career ထည့်ထည့်လို့ရှိရင်အနောက်မှာကိုက ယောက်ျားလေးလားမိန်းကလေးလားခါတို့ခရပ်တို့နဲ့ထည့်ပြီးတော့မှကိုညင်းလို့ရတယ်ပေါ့နော်မိတ်ပိုင်ခါမိတ်กินခါမိတ်ทําခါไม่เอาค่ะไม่อยู่รู้ชินเนาะอ่าดิละမျိုးတွေပြောလို့ရတယ်။မနေ့ပြန်အဲ့ဒီကိုသွားမလားမိတ်ပိုက်ခါမသွားဘူးเนาะ။ဒါလေးစားမလားဒါလေးယူမလားမိတ်အောင်ခါမိတ်กินခါ เนาะဒါမျိုးပြောလို့ရတယ် and အဲ့ဒီ mic ကိုပြောရင်းနဲ့မှာ nutri တို့အဲ nutri စကလုံး verb စကလုံးတစ်လုံးသင်ပေးမယ်ကိုကအစင်မပြေဘူးလို့ပြောချင်တဲ့အခါမျိုးတွေဆိုလို့ရှိရင်အဲကိုညင်းလို့ရတဲ့စကလုံးတစ်လုံးပေါ့เนาะဘာလို့လဲဆိုတော့အခု time မှာတတော်များများဆိုလို့ရှိရင်အခါလုံးကကိုတိလားမတိလားမတိဘူးကွာဟိုရင်ဘို့ကိုမပြောဘဲနဲ့အားလုံးကခခခရပ်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 နဲ့ပဲအဲ့လိုမျိုးတွေပဲပြန်ပြန်ဖြီလိုက် ကြတာများတယ်ပေါ့အဲ့လိုဆိုတော့ကိုရေးရတတင်းညင်းလို့ရအောင်ပေါ့နော်ဘာစကလုံးလဲဆိုတော့စတူဝါ့ဆိုရဲစကလုံးစတူဝါ့ဆိုတာကကိုအထွတ်အဆင်ပြေတယ်ပေါ့နော်အဆင်ပြေတယ် okay နဲ့တူလားဆိုတူတယ်အတိတ်ပဲစဉ်တူတယ်ဒါပေမဲ့သူကပို့ပြီးတော့ယဉ်ကျေးပြီးတော့ဟွာဖြစ်တယ်ပေါ့နော်ဖြစ်ဆိုလို့ရှင်အာမနှက်ဖြန်အာယုံအိုးစာဒီဆိုင်မှာပဲဖြစ်ဖြစ်အလုံးမှာပဲဖြစ်ဖြစ်လာရဲသူမရှိလို့เนาะအာ ပြတ်တဲ့သူရှိလို့ခွင့်ယူရတဲ့သူရှိလို့ဒီမှာလာပြီးတော့မဖန်ကြလို့ရှင်အလုပ်အချိန်ပေါ်လာဆင်းပေးလို့ရမလားစသဖြင့်မိတာမျိုးရှိနိုင်တယ်ဒီမှာအလုပ်လုပ်နေတဲ့သူတွေအတွက်ဆိုလို့ရှင်ကိုကမိုက်မာခါမိုက်ပိုက်ခါမိုက်ထမ်ခါဆိုပါညင်းလိုက်ရကြနည်းနည်းလေးရိုင်းရကြရပေါ့နော်အဲကိုကအဲ့ဒီအစားကိုဘယ်လိုပြောမလဲဆိုတော့မိုက်စတူကခပ် ผมไม่สะดวกครับจะนอนเซมบีวูเนาะก็มาผมมีธุระ อ่า ผมติดธุระเออกโกไกซาเลชิโลเนาะ หนูติดธุระเติดธุระสุดาจะรอไกซาชินีราพอเนาะอ่าเราไปสารเลชิดาเว็บเพี่บๆตอนเสียเช่นหน้าเลชิดาเวเพี่บอะไรเตทุราเนี่ยต้องรู้ยากเลยเอออะไรท้าบ่าเนาะหนูเนี่ยไม่สโลชันพวกไม่สะดวกครับ หนูไม่สะดวกค่ะพี่ เอออะไรารือเปล่าอย่างเงี้ยาบีบอเนาะ ไม่ค่ะ ไม่ทําค่ะ ไม่ไปค่ะဆိုလို့ရှင်ဟောတော့ကိုယ်နဲ့တင်းတင်းมาဗောเนาะအဲအကြောင်းအဲ့ဒါလေးလည်းတစ်ခါလေးတွဲမှတ်သွားပါဒါကလမ်းချုံပေါ့အာနောက်တစ်ခုကကြတော့တစ်ခါလေးတင်မှုရရဆိုရဲစကလုံးဗောเนาะဟော all your are ya my e ya ရဆိုတာကကြတော့ don't ဆိုရဲအဲအသေးပဲမျိုးသူက don't ဆိုပေမဲ့သူကနည်းနည်းလေး soft ဖြစ်သေးတယ်ပို့ပြီးတော့တဆင်အရန်ကြီးမပြင်းထန်သေးဘူးပေါ့နော်။ရထားရအောင်အနည်းဟွန်းရပိုင်း อย่าทิ้งเออมาเปี่ยนไลน์แน่สุอย่าทิ้ง อย่าทิ้งอันนี้นะอย่าใช้อันนี้นะ ที่เฮามาต้งแน่เนาะ อืมอย่าเอาอเนนาดาวไม่อยู่แน่เนาะสาดဖြင့်ပြောလို့ရတယ်အခုနှစ်ခုလုံးမိုက်ကောယာကောဆိုလို့ရှင်အကြောင်းအနောက်မှာ verb တွေပဲလိုက်တာမိုက်ပိုင်းမသွားဘူးယာပိုင်းမသွားနဲ့မိုက်မာမလာဘူးယာမာမလာနဲ့အဲဒါမျိုးပေါ့เนาะအဲ့လိုမျိုးလေးတွဲတောင်းလို့ရတယ်ကိုအခုရှိပြောချက်ပြောချင်တာကအကြံပေးချင်တာကတော့အာဘာသာစကားတစ်ခုဆိုတာကကြတော့ဒီနေ့သင်ဒီနေ့၃လလသင်မနေ့ဖြန်ပြောတတ်တဲ့စကားမျိုးမဟုတ်ဘူးကို တင်ယူမယ်လို့ဆုံးဖြတ်ထားပြီးပြီဆိုလို့ရှင်ကကျတော့တသက်လုံးဒီ journey တစ်လျှောက်လုံးကို verb တွေကိုတစ်ဖြည်းဖြည်းနဲ့ကိုဓာတ်တွေလို့သုံးပါလားဓာတ်တွေစကားလုံးလေးတွေရှိပါလားဆိုတာမျိုး verb တွေစုသွားမယ် noun တွေစုသွားမယ်ပေါ့နော်အဲ့ဒါမှပဲကိုကပတ်တန်လေးတွေထည့်ထည့်ပြီးတော့မှပို့ပြီးတော့ပြောတတ်မှာကိုကဒီရရဲ့ထမ်းရဲ့ပိုင်ရဲ့မာရဲ့ဒီငါးလုံးပဲသိနေလို့ဆိုရင်ဒီငါးလုံးပဲပြောလို့ရမှာအဲ့ဒါထားပါတော့ဒီနှစ်ခုရှိပြီနောက်တစ်ခုကကျတော့ဘာလဲဆိုတော့ ham 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 အနောက်မှာရေပါဇက်ပိုက်တာတွေ့လား ham ham ဆိုတာကြတော့ဟိုသူလဲ doubt ဆိုတဲ့အဓိပ္ပာယ်ပဲဒါပေမဲ့သူကနည်းနည်းလေးပိုပြင်းထန်တယ်အာအကယ်၍ကိုကသူတားမြစ်ထားတဲ့ဟာမျိုးဖြစ်သွားပြီအဲ့တော့မှကိုကချိုးဖောက်တာမျိုးဆိုလို့ရှိရင်ဒဏ်ကြီးတွေပါရှိနိုင်တယ်အာအန်တီရရှိနိုင်တယ်အသက်အန္တရာယ်ရှိနိုင်တာပဲဖြစ်ဖြစ်ရေပန်ခံရတာပဲဖြစ်စသဖြင့်ရှိတတ်တယ်ပေါ့နော်အဲအဲ့လိုမျိုးအရာမျိုးတွေဆို harm နဲ့သုံးတာမျိုးပေါ့နော် harm ထင်ခရတုံနေ ဒီနေရာမှာအမိုက်မပစ်ရဘူးဆိုတဲ့အဓိပ္ပာယ်မျိုးပေါ့နော်မပစ်ပါနဲ့ request လောက်တာမဟုတ်ဘူးနည်းနည်းလေး order လုပ်ပြီးတော့မတားမြစ်တဲ့ပုံစံမျိုးဖြစ်သွားတယ်ပေါ့အဲအဲ့ဒါလေးတူတူပဲသူကဟမ်ဟိုထဲဆုံးမထားတယ်အနောက်မှာ career လေးထည့်တယ်ပေါ့နော်သုံးခုလုံးအားအဲအတိုင်းပဲဟမ်ပိုင်ဟမ်လေတုံးနီးဒီနေရာကိုမကြော်နဲ့နော်ဟမ်ကြပ် ဒါအောင်မကင်နဲ့ဓာလိုက်တက်ထားတော့စသဖြင့်ပေါ့နော်အဲအဲ့လိုမျိုးတွေရှိတယ်အာဒါကတော့ဒီ၃ခုပေါ့ဒါကတော့မရွှေ့စဉ်းစားမိသလောက်နောက်တစ်ခုကကြတော့မိုက်နဲ့တွဲပြီးတော့စကလုံးတစ်လုံးတင်ပေးမယ်ဘာလဲဆိုတော့အရင်ဝါကြရီကိုပြောတဲ့ခါကြရင်ကကြတော့ ရော့နဲ့စထက်တုံးတက်ကြရတယ်ဗောနော်ရုပ်ရှင်ကားတွေမှာလည်းတွေ့ဖို့တက်တယ်အဲအဲ့ဒါကိုတော်တော်များများထိုင်းစာတင်နေတဲ့သူတွေရောထိုင်းလို့ပြောနေတဲ့သူတွေရောဗောနော်ဟိုမှာတုံးတာနည်းနည်းလေးမှားနေတာတွေ့တယ်ဟောရောအောကောပေါ့နော်အဲဒါကလည်းနည်းနည်းလေးသတိပေးခြင်းလို့မှထည့်ပြီးတော့ပြောပြတာ အဲရောကကြတော့သူကအဓိပ္ပာယ်ရေလို့ပီတန်တော့မရှိပေမဲ့အငင်းဝကြတွေနဲ့အများဆုံး90%လောက်ကတွဲပြီးတော့ပြောရတယ်ဗောနော grammar အရာဆုံးလို့ရှင်ကတော့อืมဘလိုနေရာမျိုးမှပြောလဲဆိုလို့ရှင်ဥပမာအားဖြင့်အာတရားတော်ကကိုကအဲ့နေရာကိုမသွားနဲ့တော့အဲ့လိုသွားလို့ရှင်ကအခုကရေကြီးနေတယ်ဘာဖြစ်တယ်ညာဖြစ်တယ်ဆိုတော့လူမိုက်ပိုင်လောက်ခါอืม ဩတမီးမလုပ်ပါဘူးအဲ့လိုကမြန်မာလိုအတိတ်ပဲတသေးစချာကြီးမရှိနေပေမဲ့အာဘောပေါက်တယ်မလားတဲအောင်မေးတာပဲဖြစ်ဖြစ်နော်အဲဒီဟာလေးလာတယ်ယူမလားမိုက်အောင်တော့မိုက်ဆိုရေဘာမှတော့အတိတ်ပဲတော့တေးချာတော့မရှိဘူးလားမအဲ့ဒီဘောကိုထည့်ခြင်းအပြင်ကိုယ့်ရဲ့အငင်းကအာငါတေးချာရတာငါမလုပ်ဘူးဆိုတာမျိုးပို့ပြီးတော့လေးနဲ့သွားတဲ့သဘောမျိုးပဲပေါ့နော်အဲအဲ့လိုမျိုးဒါကတချို့တွေတောင်းတာလေးနည်းနည်းမှားနေတာလေတွေ့လို့လေ သုံးလို့မရအောင်လားဆိုလို့ရှင်တော့သုံးလို့ရတယ်ပေါ့နော်ဒါမဲ့အမိုက်မပါပဲနဲ့သုံးတာတအားနေတယ်ဒါနေတယ်တော်တော်များများလည်းသုံးလို့မရဘူးလိုက်လည်းမလိုက်ဖတ်ဘူးပုံမှန်လည်းဥစားပုံစံလည်းမကြနေဘူးပေါ့နော်အဲကြောင့်မို့ဒီ rock လေးသုံးတာတော့တတိထားပြီးကြပါလို့နော်အွားလာပြီးတော့တင်သွားတာမိုက်ရဲ့ရရဲ့ဟမ်ရဲ့ပေါ့နော်အဲအရိပတန်လေးပါနောက်တခြားဘတ်ပတန်တွေသိချင်သေးလဲနော် မန့်ခဲလို့ရပါတယ် verb တွေသိချင်တာမျိုးရှိရင်လည်းမန့်ခဲလို့ရပါတယ်လူဖြေဗီဒီယိုလေးလုပ်ပြီးတော့ပြန်တင်ပေးပါမယ်ရှင် okay ဒီနေ့ဗီဒီယိုလေးကတော့ပါပဲနောက်ဗီဒီယိုကြာရင်ပြန်တွေ့ကြမယ်အဆုံးထိကြည့်ပေးကြအောင်ကျေးဇူးများပါအားကြီးတပါတယ်တဒါ